ပရိသတ်အောင်အောင်မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်နေကြဆုံးရပါရှင်ဘုတ္တရေမြို့နယ်အောင်တန်ရွာကိုစစ်တကတင်းချက်အကျုံနဲ့ညနေပိုင်းတွေဝင်ရောက်အစီအနေမိရှုပြီးပြည်သူများကိုလူသားတိုင်းဖြစ်ဖက်စစ်သွားတယ်လို့သိရပါတယ်စကန်တိုင်းဘုတ္တရေမြို့နယ်အောင်တန်ရွာကိုအကျယ်ဖက်စစ်တကတင်းချက်အကျုံနဲ့ညနေပိုင်းတွေဝင်ရောက်စီနေမိရှုခဲ့ပြီးပြည်သူများကိုလူသားတိုင်းဖြစ်ဖက်စစ်သွားကြတာဘုတ္တရေမိုဘိုင်းတင် BMT ဘုတ္တရေမြို့နယ်ရွေးလျားစစ်ကြောင်းမှတာမရှိတူတူကရန်ကုန်ကိတ္တိတင်ဌာနထုတ်ပြန်ဆိုထားဖြစ်ပါရင်း ရတိအေဗီလ7ရက်နေ့ညနေ9:23မိနစ်ခန့်တွင်ဘူတတဲ့မြို့နယ်အောင်တရာကိုအကြံပေးစတကဝင်ရောက်ဆင်းနေပြီးနေအိမ်များကိုမိရှုဖြစ်စေကပြည်သူများကိုလူတာတိုင်းပြဖန်စစ်သွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။အကြံပေးစတမိရှုဖြစ်စေမှုကြောင့်ခြေရွတ်အတွေ့ရှိနေဆယ်လုံးကျော်မိနောက်ပြချခဲ့ပြီးခြေရွတ်နေပြည်သူများကိုလည်းဖန်စစ်သွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။ညနေ9:00လောက်ကရွာကိုဝင်စီပြီးမိရှုသွားတာပါ။နေအိမ်ဆယ်လုံးလောက်မိထဲပါသွားပါတယ်။ပြည်သူတွေထိခိုက်မှုတော့မကြပါဘူး။ ပီတူတွေကိုလူသားတိုင်းတစားကအဖြစ်ဖန်သွားပါတယ်ပီတူပင်ဦးဖန်စီခံရတဲ့ဆိုတာတော့မသိရပါဘူးဘူတလေမိုဘိုင်းထင်း MBT အဖွဲ့ကတောင်းရှိတူတူပြောဆိုထားဖြစ်ပါတယ်အစောအကျမ်းမဆက်တဲ့စကြောင်းဟာပြည်သူမိုင်းနဲ့နေအိမ်များကိုမိရှုဖျက်ဆီးပြင်းတာနာမခဌာနချုပ်ဘက်ကိုပြန်လဲဆုတ်ခွာသွားကြတဲ့ကြောင်းသိရှိရပါတယ်။ကျောင်းတက်ဆက်ပေးမှုကျွန်မရဲ့ခဌာနကိုပြောပါရှင်။အဘေနာဆမ်အတွေ့အတွေ့ကျဆွတင်ရှိပါရှင်။